ချစ်တယ်လို့မှတ်ပါလူတယောက်ကတယောက်ကိုချစ်တာအပြစ်ရှိပါသလားမင်္ဂလာရှိတဲ့အလုပ်ပဲအပြစ်မရှိပါဘူးဒီလိုပြောကြမြည်ဟုတ်ကဲ့ကျွန်တော်ပြောပါဦးမြည်မိသူမှာအပြစ်ရှိသည်ကိုကိုဖာတော်ကိုဝေဖန်ကြစေလိုပါသည်ထုန်နီကတတ်တလုံးအရှိထားလာတဲ့ဇပင်ကိုအနှင်းငယ်ညှက်ပြည့်ရင်ထူးထူးခြားခြားစိတ်ကူးပေါက်သောနေဖြစ်သည် အမေနဲ့ဝေးနေတော့လှုပ်ချင်လှုပ်တဲ့သဘောပါ အမေကသပင်အတူညက်တာ လုံးဝမကြိုက်ပါထို့ကြောင့်နီးစပ်ရာသပင်ညက်ဆိုင်တော့ပြီးနည်းနည်းလေးဒူလိုက်ချင်လို့လှုပ်ပြီးပါသပင်ညက်စရာကကျွန်တော်သပင်တွေကိုကြည့်ပြီးနှမျောစရာကြီးစရာရဲတဲ့နှမျောလေမတတ်နိုင်ဘူးလောလောဆယ်သပင်မဲတူချင်နေတာလို့ဆိုတော့သပင်ညက်စရာကသူ့ပစ္စည်းတွေသူယူပြီးသပင်ကိုစကိုင်းကား တွှွှန်းွှန်းမြည်တမ်းတဲ့အတူနှစ်ပေါင်းမြောက်များစွာမွေးမြူထားတဲ့ဇပင်များအထွေလိုက်ဝမ်းနေတယ်လို့တော့ရှိသားဆရာအခုဘာသာအုပ်တွေရေးနေလဲအေးဇပင်ညက်ဆရာရဲ့အမေကြောင့်အနှင်းငယ်လန့်သွားတယ်နောက်မှသူ့ကိုမှန်လေးကပြန်ကြည့်ပြီးခမရကကျွန်တော်စာကိုဖတ်ဖူးလို့လားဇပင်ညက်ဆရာကခဟဟပြုံးလိုက်ပြီးဖတ်ဖူးတာပေါ့ဆရာကြီးကျွန်တော်တင်ဘဲကမလဲ ဒီဆိုင်ကကောင်းလျှော်တဲ့ကောင်းမလေးတွေအလုံးလဲဖတ်ဖူးကြတယ်။ကျွန်တော်ကလည်းဘာပြောကောင်းမလဲ။အစကတည်းကဘဝင်ယူကိုအခုလိုပြိတ္တနဲ့တွေ့တော့ကြည်နူတာပေါ့။အေးဗျာအခုလိုတွေ့ရတာဝမ်းသာပါတယ်။ဘယ်ဟုတ်မလဲဆရာကြီးကျွန်တော်ကဝမ်းသာရမှာပါ။ကက်ကြီးတန်ကတရွရွာဒါနဲ့ဆရာဟူစာအုပ်ကိုကြတော့ကျွန်တော်သဘောမပေါက်ဘူး။ဘယ်စာအုပ်လဲ။ဟုတ်လေ။ ်ဇပိညက်စရာများဇကားများတတ်တယ်ဆိုတာပြုံမယုံကြုံဘူးမှသိတယ်။အဲ့ဒီစပြီးဇပင်းလေးညက်လိုက်ကျွန်တော်ကိုဇကားရီဖောင်းဖွဲလိုက်နဲ့ကျုပ်ဆိုတဲ့ကောင်ကလည်းသိတယ်မဟုတ်လား။ဒါမျိုးစုရှက်ချင်းအောင်ဆောင်ပြီးခေါင်းကြီးငုတ်လက်ချင်းရှက်ပြီးကြည်နူးနေတာ။ကြာတော့ညောင်းတယ်လို့ဖြစ်လာတယ်။အဲ့ဒီတော့မှခေါင်းမော့ကြည့်လိုက်တော့ဟေးမန်နေမှာမြင်နေရတဲ့ကုပုံကိုကြည့်ပြီးလန့်တော်မိတယ်။ ဒါဒါကငါမဟုတ်ရဲ့လားဖះရဖះဇပင်ကခေါင်းပေါ်မှာတလက်မလောက်ပဲကျန်တော့တယ်နာမယုံနိုင်စွာနဲ့ကုဇပင်ကိုပြန်ဆမ်းမိတယ်ထို့တော့မှဇပင်ညက်စရာကလည်းတရိယာသွဟန်နေဟေးမျက်လုံးကြီးပြုတ်ပြီးကျွန်တော်ခေါင်းကိုမယုံနိုင်စရာငေးကြည့်နေတယ်အတန်ကြာမှလက်လွန်သွားပြီစရာသူစကားကတခွနေ့ ကျွန်တော်မှာတော့ကရုံကြီးတစ်လုံးပိုင်ရပြီကျွန်တော်လဲစကားပြောကောင်းကောင်းနဲ့ပြောလာတာအဲ့ဒါဗဇက်ကမလွန်မေလက်ကလွန်သွားတာဘာပြောလို့ရတော့မှလဲကျုပ်စပင်တွေပြန်ဆိုင်ပြီလို့လဲရတာမှမဟုတ်တာနောက်ပြီးစပင်ညက်ပြီးနေတာကို့ပြိတ္တလေးဒါကြောင့်အသက်ပြင်းချပြီရပါလေဗျာကျုပ်ကုသူကံပေါ့အပိဒါတက်လိုက်ပါတော့ ကျွန်တော်စကားကြောင့်သဘေညက်စရာမျက်လုံးဝင်းလက်သွားသည်။ဒါဆိုကျွန်တော်ပြောဖို့ကြံသေးတဲ့နှစ်ဥစ္စာအဆုံးသက်လိုက်တော့မယ်ဆိုပြီးချတော့တာ။ဒါရိတ်တာကနှစ်ဥစ္စာပြောရိတ်တာ။ကိုလည်းဘယ်တတ်နိုင်မလဲ။ရှိဘဝကုသူပေါ့။ကို့စာကိုအကြောင်းပြောတော့ပီတိကြီးနဲ့ငြိမ်နေရတယ်။သဘင်လည်းညက်ပြီးရောဆရာသမားကဆရာသဘင်မွေးတယ်နေဆိုတော့ခေါင်းမှတခါလေးလျှော့သွားပါလား။ ဟေးသူပြောတဲ့အစီအစဉ်ကမဆူကို့ဘာသာကိုဆိုခေါင်းကတော်ရုံနဲ့လျှော့ပြစ်တာမဟုတ်ဘူးဒါကြောင့်အေးလေအဲ့ဒါလေမဆိုးပါဘူးဆိုပြီးပြန်ပြောလိုက်တယ်ဇေယသမားကဝမ်းသာအားရပင်ဟဲ့ကောင်းမလေးတွေတို့ဇေယခေါင်းရှုံမေးတဲ့အော်တန်နဲ့အတူကောင်းမလေးတယောက်ပြုံး၍ထွက်လာတယ်လာဒီဘက်မှာဇေယဆိုပြီးခေါင်းလျှော်တဲ့နေရာခေါ်သွားတယ် ပြီးတော့ကျွန်တော်ကိုပက်လက်အိတ်စီပြီးခေါင်းကိုရေလောင်းကအခုဘာရီရေးနေလဲဆရာဟေးဂျမကဆရာရဲ့ဝိထုတွေဖတ်ပါလေဘာသူမဆိုကြည်နူးတာပေါ့နော်ခေါင်းမလေးကကျွန်တော်ရဲ့ရှိစုမဲစုလက်ကျန်ဇပင်လေးကိုရေးနဲ့ပြအောင်စီပြီးဂျမဖတ်ဘူးတဲ့ဝိထုကအေးမျက်နာပါတခါတည်းစီးလိုက်ပါလားဆရာ။ဗျာမျက်နာပါတခါတည်းစီးလိုက်ပါလားလူ ဆရာမျက်နှာကအစီပြန်နေတယ်လေဟုတ်သားကို့မျက်နှာကအစကလေးကအစီပြန်နေလေဒါနဲ့ပဲအေးကောင်းပြီလေလောက်ကြည့်တာပေါ့ဟုဇူလိုက်သည်နှင့်ကောင်းမလေးကဝမ်းသာအားရပင်မျက်နှာကိုရေလောင်ချလိုက်သည်နာသူ့လက်သွဲသွဲလေးနဲ့မျက်နှာပေါ်တရွေ့ရွေ့သူ့လက်နှာခေါင်းပေါ်ရောက်သည်နှင့်နှာခေါင်းနဲ့ရောက်နေတဲ့ညှီဆူဆူအနံ့ငါဟင်းနဲ့ ငါးနန်းကမှငမြင့်ချင်းကိုမြှင့်ချင်နဲ့ရောချက်ထားတဲ့အနံနန်းလိုက်တာမှလွန်ရောထိုးလက်ကြီးနဲ့မျက်နာလာကင်နေသည်ဆိုတော့စဉ်းစားစားကြည့်ကျွန်တော်လည်းဒီမခံနိုင်တော့ပဲညီညမလေးညမလေးလက်ကငါးနန်းနန်းနေတယ်နော်ထို့သူဆိုတာကိုငတ်တီမကအော်ဒါလာဒါကခဏပါစရမျက်နာဆေးပြီးသွားရင်တမိလက်ကပြောင်းသွားမှာပါဟေ ဟုတ်တယ်ဆရာရဲ့ဆရာကခေါင်းလျှော်ပြီးရမှာဆိုတော့ထမင်းစားရင်နဲ့လက်တောင်မစေးဘူးလက်ကိုထမိန်နဲ့တုပ်ပြီးဖုတ်ဖက်ကထလာတော့ဝမ်းသာသွားတာလေဝမ်းသာသွားတာအော်ကိုကတော့ပြန်အားနာရမယ်ပေါ့သူခမကျွန်တော်အကောင်းရှော်ပေးခြင်းလို့လက်တောင်မစေးဘူးလက်ကိုထမိန်နဲ့တုပ်ပြီးဖုတ်ဖက်ကထလာတာထလာရတာတဲ့အေးလေကိုပြိတ္တပဲ သူ့မပြောင်းသေးတဲ့လက်ကျွန်တော်အခွက်နဲ့ပဲစီးပါစီတော့ဘောဟုတ်လေဟုတ်တယ်ကျွန်တော်မျက်နာတော့မသိဘူးမျက်နာစီးပြီးသူ့လက်ကတော့ပြောင်းသွားတယ်ဘာအနံ့မှမရတော့ဘူးဒီလိုနဲ့ကောင်းကိုဆာလျှော်ပြန်ရောအဲ့ဒီတော့မှသူကအော်ဆရာသောက်တွေကျမမှတ်မိတယ်လောက်ပြန်ပြောပြမင်းနော်ရလားအော်အေးရပါတယ်ကောင်းမလေးခါ ကျွန်တော်အဖြစ်စကားလေကြရသူဖတ်ဘူးသမျှကျွန်တော်ဝိထုတွေအကြောင်းကျွန်တော်ကောင်းကိုရှော့ပေးရင်ပြောပြရဲပထမတော့တသိမ့်သိမ့်တငိမ့်ငိမ့်ပေါ့လေကြာတော့နာစီလာတယ်လို့အေးမိတယ်လို့ဖြစ်လာတယ်တတိထကြီးလိုက်တော့ဘီနာကကျွန်တော်လူခေါင်းလျှော်သူ၄ယောက်လောက်ပြောင်းသွားပြီကောင်းမလေးကကျွန်တော်ရဲ့တလက်မလောက်ပဲရှိတဲ့ဇပင်ကိုရှော့လို့မပြီးသေးဘူးချက်ချင်းနှခမ်းတွေလည်းပြားလာတယ် ်ဒါကြမပီးသေးဘူးလားကွယ်ခဏလေးစရာချောက်အုပ်ပဲကျန်တော့ရေဟေးသူ့ပုံကစအုပ်စုံအောင် ပြောပြမဲ့ပုံ ကိုကလည်းမခံနိုင်တော့တာကြောင့်အတင်းယုံထပြီးတော်တော်ပါပြီကွယ်ဆိုတာက ကောင်းမလေးကသူ့မဗလာကြီးနဲ့ကျွန်တော်ဂုတ်ကူပြန်ဆွဲချပြီးအော်နေပါအောင်စရာရဲ့သမီးကဇေယပြိတ္တအစ်စ်ပါဆိုပြီး ခေါင်းလျှော်ရည်ရီခေါင်းမာတုပ်ပြီးအဲ့ဒါနဲ့လေတိလာစေရသွားပြီအချင်းဤကူသဘောပေါက်သွားပြီကုတ်ကူကူတေလူလို့ပဲသဘောထားလိုက်တော့တယ်မတ်တနိုင်တော့ဘူးနားထဲကလေတွေတဝီဝီထွက်ပြီးမေးတွေလည်းတကက်ကက်ရိုက်ကုန်ပြီဖယားဖယားသူပြောလို့အမြန်ဆုံးပြီးပါစေသာဆူတောင်းရတော့တယ်ပြောလို့ဝပါပြီစေရနောက်ပါရီရေးထားသည်လေကက်ကက်အကြောင်းပါကွေ အာကောင်းနေစရာ ခက်အကြောင်းဆိုတော့ဘဲတွေအကြောင်းပေါ့တမီးဆောင်ဖတ်မေးစရာတည်းအော်အလိုက်ဒီပုံများဇပင်းညက်ဆိုင်ကပြန်ထွက်တော့လူကချိပါချိကျင်နေတယ်အိမ်ပြန်ရောက်တာနဲ့အနွေးတဲ့အထူးကြီးဝက်ဆောင်းအထူးကြီးခြုံထားတာတော့ချွေးကမထွက်တော့ကောင်းတွေက အုံခဲနေပြီဒါနဲ့ပဲလုံးဝမတတ်နိုင်နေသောအိမ်ကကောင်းလေးတယောက်ကငါငါမရတော့ဘူးထင်နေကွာ ငါသေးလူဖြစ်ပြီးထင်နေငါကိုစေကန့်ပို့ပေးကြပါဆိုတော့အားလုံးကထိတ်ထိတ်ပြပြနဲ့ဟေးလောက်ကြပါဦးကိုကြီးကိုကြီးမျက်လုံးတွေလဲနေပြီဆိုပြီး ကမန်းကရန်စေကန့်တွဲပို့ကြတယ်စေကန့်ရောက်တော့ဆရာဝန်မကအော်ဆရာပါလားဘာဖြစ်လို့လဲနေမကောင်းလို့ဆရာမဟုတ်လီခေါင်းတွေကကိုက်ပြီးဆရာဝန်မကခေါင်းညိနေနေမကောင်းရင်စသိတ်မရင်းနဲ့ပေါ်ဆရာကြီး မဟုတ်ဘူးလားအော်သူလဲကိုပြိဒတ်ဘာလာအတိနဲ့တစ်ချက်တော့ကြီးနုသွားသေးတယ်ဇေယဝင်းမက သူနဲ့ကျက်နဲ့ရင်ဘက်ကိုဟိုးထောက်တီထောက်လုပ်ပြီးမှောက်လိုက်စေရဗျာအော်စီထူးဖို့မှောက်လို့ပြောတာပါစေရအော်ဘာမှမမေးတော့ဘူးမှောက်တာအိတ်လိုက်တယ်တင်းမတစ်ဖက်မှာစစ်ခနေနာကျင်မှုရစ်ခနေတိတယ်မဟုတ်လား အကြီးတော်တို့အန်ကျိခံလိုက်တယ်ပြီးတာနဲ့ထဖို့လို့တော့နေပါအောင်စီယာဘာလို့လဲနောက်တလုံးကျန်သေးတယ်ဗျာအလိုလိုနေရင်းနဲ့မျက်ရည်တောင်ဝိုင်းမိသေးတယ်ကိုကတခြားကိစ္စသာ မကြောက်တာစေထူဘူးဆိုအလွန်ကြောက်ဒါကိုဆရာဝန်မကသူ့လက်ထဲကစေထူအကြီးမြောက်မြောက်ပြီးဇယကိုခင်လို့ထူပေးတာသူများစုတလုံးပဲ ဲ့ဒါတောင်အသေးဆေးရကြတော့ကိုစရာဆိုတော့ကြီးပြီဆိုတာကြီးနဲ့နှလုံးတွဲပြီးလိုက်တယ်တင်ပါတစ်ဖက်ကို အရက်ပြန်နေပုတ်တယ်နာအိတ်ခနေကျမခင်နာကအတိအမှတ်ပြုပြီလားဆေးရပြုပါပြီဗျာပြုပါပြီချစ်လူထူတာပဲအန်ကျိခံလိုက်တယ်တကယ်ပြောတာပါဆေးရလူမမြင်ဘူးခင်ကလေးကစီထုပေးခြင်းနေတာ ခင်လူလီ ခင်လူ ကျမမဆရာကမျက်မျက်ဥပါစီ နာပါစီလူစူတောင်းနေရတာလေအမောပါပဲဆရာ။အော်ဟုတ်ကဲ့။အော်တနေ့ကအတီးတယောက်ဆုံးလို့အတုပလိုက်ဘူးလား။ဒင်းကြီးကဝန်ထမ်းတွေဆရာဝိထုအကြောင်းပြောနေတာကြားလိုက်သေးတယ်။ကျမကတော့ဆရာကြီးတော်ကကျမတို့နားမှာနေတယ်လို့ပြောလို့သူတို့လဲဆရာကတိတ်တွေးဘူးခြင်းကြောင့်အသေးဖြစ်ဖြစ်အရှင်ဖြစ်ဖြစ်ဆရာဝေယဝိဇ္ဇပြုပေးခြင်းကြောင့်ပြောကြသေးတယ်။ အေးဗျာယေစုတင်ပါတယ်ယေစုမတင်နေအောင်စီယာကျမတော်သူတို့ကိုရန်တွေးလိုက်သေးတယ်နင်းတို့စီရောက်ဖို့နီနီတတာငါစီတော့မရောက်သေးဘူးလို့ဟုတ်တယ်နော်စီယာစီယာတခုခုဖြစ်ရင်ကျမစီအရင်ရောက်မှာကျမစီကထွက်မှာသူတို့စီသွားရမှာလေဟုတ်ဟုတ်ပါတယ်ဗျာအင်းဒါပေမဲ့အခုစီယာကရောက်လာပြီဆိုတော့ဟိုကောင်တွေဝမ်းသာတော့ ကျမဖုံးလန့်ဆက်ပေးလိုက်မင်းတို့စေရ။ဗျာအဲ့လောက်ကြီးလေအလျင်စလူမဟုတ်သေးပါဘူးဗျာ။တကယ်တောင်းမှန်ယူရတယ်။ဒီမနက်ဖက်က အလုံးကြီးနှလုံးကိထဲလိုက်တာ။နားတွေက အလုံးတွေကလေ ပဲ့တင်ထက်နေတာ။တော်ယုံနဲ့မပြဘူး။ကဲဗျာချစ်တာတော့ချစ်တာပါပဲ။ဒါပေမဲ့ချစ်တာအပြစ်လားဆိုရင် ကျွန်တော်ဘယ်လိုပြန်ပြောရမှာလဲ။ လောလောဆယ်ဂရုံးတစ်လုံးနဲ့စီအလုံးကြီးနှလုံးထိုးထီတာလူကိုကြွားသွားတာပါပဲ။